ဒိုင်နိုဆောတွေဘယ်လောက်ကြာကြာရှင်သန်ခဲ့တယ်လဲလက်ရှိ လူသားတွေရောဘယ်လိုလဲဒိုင်နိုဆောတွေဆိုတာကမ္ဘာတမိုင်းမှာအထင်ကရသက်ရှိကြီးတွေဖြစ်နှစ်တန်းပေါင်းများစွာကြက်စားဆုံးမှုခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရှင်သန်ခဲ့တဲ့ကာလဟာလက်ရှိကျွန်တော်လူသားတွေရှင်သန်ခဲ့တဲ့ကာလထက်ဘယ်လောက်တောင်ပိုကြာခဲ့မလဲဒါကိုကျွန်တော်အတူတူစူးစမ်းကြည့်လိုက်ကြရအောင်တကယ်တော့ဒိုင်နိုဆောတွေဟာနှစ်တန်းပေါင်း165တန်းကြာထိကမ္ဘာပေါ်မှာရှင်သန်ခဲ့ကြပါတယ် ဒါဟာဘလောက်တော့ကြာလဲဆိုတာမြင်အောင်ပြောရရင်တော့ကျောင်းလူသားတွေရဲ့မျိုးစိတ်ဟာနှစ်၃ညတရမှ၃တန်းဒါမှမဟုတ်၃သိန်းပဲရှိပါသေးတယ်။ဒီတော့ဒိုင်နိုဆောတွေရှင်သန်ခဲ့တဲ့အချိန်ဟာလက်ရှိကျောင်းလူသားတွေရှင်သန်ခဲ့တဲ့အချိန်ထက်အဆပေါင်း90ထီတောင်ပိုကြာခဲ့တာလည်းဖြစ်ပါတယ်။ဒါဆိုဒိုင်နိုဆောတွေကဘာကြောင့်မျိုးသုံးသွားခဲ့ရလဲ။ဒါကိုသိပ္ပံနည်းကြအချက်လက်လေးတွေနဲ့ဖော်ပြပေးပါမယ်။ဒီလိုကဘာကိုစိုးမိုးကြီးစိုးခဲ့တဲ့တတ္တဝါကြီးတွေဟာဘာဖြစ်သွားကြရလဲ။ဘယ်ရောက်သွားကြရလဲ။ အဓိကတရားခံရတော့ဥက္ကခဲကြီးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။အဲဒီဥက္ကခဲကြီးဟာဒိုချင်းကကဘာကိုဝင်တိုက်ခဲ့တာဖြစ်ပြီးမက္ကဆီကိုပင်လယ်ကွေ့မှာရှိတဲ့ချီရှူလက်ချိုင်ဝမ်မှာဝင်တိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီဥက္ကခဲဟာဘလောက်တောင်ကြီးလဲဆိုရင်တော့ပုံမှန်မြို့တစ်မြို့စာလောက်အထိကြီးပြီးအချင်းဟာ30ကီလိုမီတာကျော်အထိတောင်ရှိကြောင်းသိရပါတယ်။အဲဒီပြင်းထန်လာတဲ့တိုက်ခိုက်မှုကြောင့်ကဘာကြီးပေါ်မှာပြင်းထန်တဲ့ပေါက်ကွက်တဲအောင်မှုတွေဖြစ်ပေါ်စေခဲ့ကဘာဘာဘောကတက်ရှိများပေါ်ကိုလည်းကပ်ပေးကြီးတုံးကူကူဖြစ်ပေါ်စေခဲ့ပါတယ်။ ကဗေဂျီတစ်ကတော့နေအောင်ချီပြတ်တောက်မှုဖြစ်ပါတယ်။ဝင်တိုက်မှုကနေပောက်ဝဲထွက်လာတဲ့ဖုံဖုံပြောင်းမှုနဲ့အမုံမများဟာကဘာနဲ့ကိုရောက်ရှိပြန့်နှံ့သွားပြီးနေအောင်ချီကိုလုံးဝပိတ်ဆို့ပစ်လိုက်ပါတယ်။ဒါကြောင့်ကံဝေးကြီးနဲ့အနေနဲ့အစာကွင်းဆက်ပြတ်တောက်မှုဖြစ်ပေါ်လာပြီးအပင်တွေအများစုတည်ဆုံးကုန်ပါတယ်။ဒိုင်နိုဆောတွေကလည်းစားစရာမရှိဘဲသူတို့ကိုစားတဲ့အသားစားဒိုင်နိုဆောတွေကလည်းစက်တိုက်တည်ဆုံးကုန်ကြပါတယ်။ ကပ်ဘေးကြီးသုံးအနေနဲ့ပူချိန်ပြင်းထန်ကြဆင်မှုဖြစ်ပါတယ်။အဆိုပါပြောင်မှုနဲ့မုံမွားတွေဟာနေရောင်ကိုဇက်လိုက်ပိတ်ဆို့ထားတာကြောင့်ကဘာဝကအပူချိန်ဟာဆက်တိုက်ကြဆင်လာပြီးတဖြည်းဖြည်းပုံမှုအေးခဲလာကြောင်းသိရပါတယ်။ဒါကြောင့်အဆိုပါကပ်ဘေးကြီးသုံးခုကိုခဏတိုင်းရှိခဲ့ကြတဲ့တက်တော်ငယ်အနည်းစုပဲကျန်ရှိခဲ့ကြပါတယ်။ဒီဖြစ်ရကြီးဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့စိတ်ဝင်စားဖို့ဖြစ်ရတွေတဖန်ပြန်လဲစတင်လာခဲ့ပါတယ်။ဒိုင်နိုဆောတွေမရှိတော့အကြောင်းလူတိုက်တက်တော်တေးသေးလေးတွေတနည်းအားဖြင့် ရုံးဘိုးဘေးတွေလို့ခေါ်မယ်မျိုးစိတ်တွေဟာဆက်လက်ပေါက်ဖွာလာပြီးဆင်ခဲပြည့်စင်တဲ့အတူနောက်ဆုံးလူသားတွေအထိပေါ်ပေါက်လာနိုင်ခဲ့ပါတယ်လူသားတွေအနေနဲ့လက်ရှိစိန်ခေါ်မှုအနေနဲ့ဒိုင်နိုဆောတွေလောက်ကြာကြာရှင်သန်နိုင်ပါမလားအကယ်၍သူတို့လိုကပ်ဘေးကြီးတွေအုတ်ကပြန်အန်ရဲဒါမှမဟုတ်ရာသီဥတုပြောင်းလဲမှုတွေကိုကျွန်တော်ခံနိုင်ရရှိပါမလားဒါကတော့ကျွန်တော်လက်တွေ့ဖြစ်ရမယ့်မိကုံးပဲဖြစ်ပါတယ်ဒိုင်နိုဆောတွေဟာကမ္ဘာတမိုင်းမှာကမ္ဘာကိုကြီးစုခဲ့တဲ့တက်ရှိမျိုးစိတ်ကြီးတစ်ခုဖြစ်ပါတယ် သူတို့ရဲ့မျိုးသုံးမှုကကျွန်တော်လူသားတွေကိုကမ္ဘာကြီးပေါ်မှာရှင်သန်ရက်တည်ဖို့ခက်ခဲတဲ့သင်ခန်းစာတွေပေးခဲ့ပါဗျာ။